ယထာတိုက်ခိုက်ခံရမှုမှာခီးတဲ့နေရာနှိပါခဲ့တဲ့နိုင်ငံပါကစ္စတန်ကြီးညာပါကစ္စတန်နိုင်ငံဘလူချီစတန်ပြည်နယ်အတွင်းယထာအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာခီးတဲ့190ဦးကိုကယ်တင်နိုင်ခဲ့ပြီးအကြမ်းဖက်တိုက်ခိုက်သူ30ကိုတုံ့တင်နိုင်ခဲ့တယ်လို့ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူတွေကမလ7နှစ်နေမှာထုတ်ဖော်ပြောဆိုထားပါတယ်တိုက်ခိုက်ခံရတဲ့ယထာဟာတောင်ကိုဖြတ်ဖောက်ထားတယ်ဘေဘီလှိုင်းကောင်အတွင်ပြီးခဲ့တဲ့အင်္ဂါနေ့မွန်လွဲပိုင်းအထိပြိမ့်မိနေဆဲဖြစ်ပါတယ် တိုက်ခိုက်မှုကြောင့်ယထာမောင်းသူတွေဆုံးပြီးတန်ရန်ရသူတွေထဲက38ဦးကိုတော့ဆေးရုံတင်ကုသပေးထားပါတယ်။ဖီးတဲ့တချို့ကတော့ပိတ်မိနေသေးပဲဖြစ်ပါတယ်။ Blue Cheese နဲ့လွတ်မြောက်ရေးတပ်ဖွဲ့ BNA ကတော့သူတို့တိုက်ခိုက်တယ်ဖြစ်တယ်လို့ထုတ်ဖော်ကြေညာပြီးတစ်စက္ကန့်200လောက်ဖန်စီထားတယ်လို့လည်းပြောပါတယ်။ဖန်စီသားသူတွေဟာပါကစ္စတန်လုံခြုံရေးနဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ PLA ရဲ့ညင်ညာချက်မှာဖော်ပြထားပါတယ် အသေးခံဘုံခွေးသမားတွေကသစ္စာခံတွေကိုဖမ်းဆီးထားပြီးအသက်အန္တရာယ်ကိုချိန်ချောက်နေပါတယ်လို့ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူတွေကပြောပါတယ်။ PNLA ဘက်ကတော့ဘလူးချီစတန်ထောင်ထဲမှာဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေတော်လှန်ရေးသမားတွေနဲ့ပျောက်ဆုံးနေသူတွေကိုပြန်လှုပ်ပေးဖို့တောင်းဆိုထားပြီးအချိန်48နာရီပေးထားပါတယ်။ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီးပါကစ္စတန်တာဝန်ရှိသူတွေကတော့လူသိရှင်ကြားထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ဘလူးချီစတန်ပြည်နယ်အစိုးရအကြီးအကဲ ဆာဖရာဘူဒီကတော့တိုက်ခိုက်မှုကိုရှုတ်ချလိုက်ပြီးအားရဲ့အပြင်းနဲ့တုံ့ပြန်သွားမယ်လို့ပြောပါတယ်။ခီးတဲ့450လောက်လိုက်ပတ်လာတဲ့အမြောက်ပိုင်းကွာတာကနေဘလူးချစ်စတန်ကိုဖြတ်ပြီးခိုင်ပါပတ်ထွန်းကွာပြင်းနယ်ကိုသွားတဲ့ဂျက်ဖာအက်စပရက်ဟာပြီးခဲ့တဲ့မလ17ရက်နေ့ကဘလူးချစ်စတန်ပြင်းနယ်အနောက်တောင်ဘက်အရောက်မှာဘုံခွဲတိုက်ခိုက်ခံရပြီးလက်နက်ကိုင်တွေရဲ့ပြစ်ခတ်တိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။